အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုရားပြင်းမြဝေဆွေးနွေးပေးနေတာကဓာတ်ဆီကားအင်ဂျင်တွေမှာမီးတံခောက်တဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားပြင်းမြဝေဆွေးနွေးပေးခြင်းပါတယ်ဓာတ်ဆီကားအင်ဂျင်တွေမှာတော်တော်များများကြုံတွေ့ရတဲ့ပြစ်ချက်တစ်ခုကမီးတံခောက်တဲ့ပြဿနာပေါ့ဗျာ knocking ပေါ့နော်အဲ့ဒီမီးတံခောက်တဲ့ပြဿနာကိုတော်တော်များများကြုံရတယ် မီးတံခောက်တဲ့ပြဿနာကြောင့်နောက်ဆက်တွဲကလည်းပြဿနာတွေအများကြီးပဲဖြစ်စေနိုင်တယ်။အင်ဂျင်ပျက်စီးတဲ့အဆင့်ထိဖြစ်စေနိုင်တယ်။မီးတံခောက်တဲ့အခါမှာကားကလည်းအဆွေယုံနေကြတယ်၊လောင်စာစီစားတွေများတယ်၊နောက်ချက်နေတဲ့လီဘာနင်းရင်နင်းသလောက်ကားကပါမလာတာမျိုးတွေဖြစ်တယ်ပေါ့။အဲ့လိုနေသားမျိုးကနေပြီးတော့မှနောက်ဆုံးအင်ဂျင်ထဲမှာရှိနေတဲ့ ပင်စတင်ဒီပျက်စီးတာမျိုးတွေဘာ့ဒေးပျက်စီးတာမျိုးတွေဒါတွေအားဆိုလို့ရှိရင်မိဒန်ခောက်ချင်းရဲ့နောက်ဆက်တွဲဇိုးဂျိုးတွေဖြစ်ပါတယ်ဒါအပြင်ကက်တလက်တစ်ကွန်ပျူတာလို့ခေါ်တဲ့အကြောက်စကားတွေပျက်စီးတဲ့ပြဿနာတွေကလည်းမိဒန်ခောက်တဲ့နောက်ဆက်တွဲအနေနဲ့ကြုံတွေ့လာစေနိုင်တဲ့ဇိုးဂျိုးတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့မိဒန်ခောက်တဲ့ပြစ်ချက်တွေဖြစ်လာခဲ့ရင်လုံးဝကိုပေါ်ဆလို့မရပါဘူးမိဒန်ခောက်တဲ့ပြဿနာဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥမာပြောရမယ်ဆိုရင်ဗျာထင်သာမြင်သာရှိအောင်ပြောရမယ်ဆိုရင်ဆိုင်ကယ်ကို နှစ်ယောက်စီးပြီးတော့မှဂီယာပေါ့နော်ဥမာနံပါတ်3လောင်းနဲ့ဂုံးတက်တဲ့အခါမှာမိသံခောက်တဲ့ပြဿနာမျိုးတွေဆိုင်ကယ်ကတော့ရှေ့ကိုမရွေ့ဘူးဒါပေမဲ့မိသံခောက်တဲ့ပြဿနာမျိုးတွေကျုံကျုံရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပါပဲကားမှာဆိုလို့ရှိရင်လည်းဝင်နဲ့အားမမျှတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့မှမိသံခောက်လာတဲ့လီဘာနင်းပေမဲ့လည်းကားကြီးရရှေ့ကိုရွေ့မသွားဘူးဒီလိုပြဿနာမျိုးတွေကျုံတွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးဆိုတော့ကျွန်တော်တို့အနေနဲ့ကမိသံခောက်ပြီးဆိုရင် အဓိကကြတဲ့အချက်လက်တွေကိုစစ်ဆေးပြဖို့လိုအပ်ပါတယ်။အဲ့ဒါတွေမစစ်ပန်းနဲ့ဒီတိုင်းပဲထားလိုက်မယ်ဆိုရင်မိတံခောက်တဲ့နောက်ဆက်တွဲကအင်ဂျင်ရဲ့တက်တန်းကိုတူစီပါတယ်เนาะ။ဒါကြောင့်ဒီဗီဒီယိုဖိုင်မှာမိတ်ဆွေတို့ကိုမိတံခောက်တဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့ဘူဒရာပြင်မျှဝေဆွေးနွေးပေးခြင်းပါတယ်။မိတံခောက်တဲ့ပြစ်ချက်တွေထဲမှာ နံပါတ်1အနေနဲ့သတိထားမယ့်အချက်ကတော့နောင်စာစီပါ။ဒက်စီကားအင်ဂျင်တွေမှာကျွန်တော်တို့ဒီမှာအများဆုံးသုံးတဲ့စီကနှစ်မျိုးပေါ့နော်92တုံးနဲ့95ရုံသုံးတယ်ပေါ့။အဲ့တော့92ပဲဖြစ်ဖြစ်95ပဲဖြစ်ဖြစ်ကျွန်တော်တို့အဆင်ပြေလို့ထည့်ရတာမျိုးကြီးရှိတယ်။ဒီခါလေးမှာ92မရလို့95ထည့်တာ95မရလို့92ထည့်တာဒီလိုမျိုးတွေထည့်ပြီးမြဲ 92နဲ့95မှာ run number မြင့်လေလေပို့ပြီးတော့မီးလောင်ပောက်ခွဲရပိုကောင်းလေလေဖြစ်တယ်။အဲ့တော့92ကကြတော့ run 92ပေါ့နော်92 run ကကြတော့ဘာဖြစ်လဲဆိုတော့သူကနည်းနည်းလေးဖိကျစ်တာနဲ့မီးလောင်ပောက်ခွဲတယ်။အဲ့တော့အပြည့်ဝ ဖိကျစ်ပြီးတော့မှမီးလောင်မကွဲတာမဟုတ်တဲ့အတွက်အင်ဂျင်ပါဝါဆုံးရှုံးစေတယ်အဲ့တော့95တွေဆိုလို့ရှိရင်အပြည့်အဝဖိကျစ်ပြီးတော့မှမီးလောင်ပကွဲတာဖြစ်တဲ့အတွက်ပါဝါအပြည့်အဝရရှိစေပါတယ်ဒါကြောင့်လောင်စာစီရဲ့အည်သွေးကလည်းမီးတံခောက်တာနဲ့ဓာတ်ရိုက်ချိုးကြပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့92နဲ့95ကိုဘယ်ဟာကိုပို့ပြီးတော့သုံးသင့်လဲလို့ပြောရင်95ကတော့ပို့ပြီးတော့သုံးသင့်ပါတယ်ရွန်နံပါတ်ပို့ပြီးတော့မြင့်လေလေ ို့ပြီးတော့မီးလောင်ပောက်ခွဲရပို့ပြီးတော့ကောင်းလေလေပါဝါပို့ပြီးတော့ရရှိလေလေဖြစ်ပါတယ်တချို့နေရာတွေမှာတော့97နေပါလေရတာပေါ့ဗျာ97ဆိုတော့95ထက်ပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့လိုမျိုးနေထားဆိုတော့ရွန်နံပါတ်ပို့ပြီးမြင်တာကိုသုံးစီခြင်းပါတယ်လောင်စာစီရဲ့အည်သွေးကလည်းမီးတန်ခောက်တဲ့ပြည့်ချက်တွေထဲမှာအဓိကကြတဲ့အချက်ထဲမှာပါဝင်ပါတယ်နံပါတ်2အနေနဲ့ကတော့စီလီအချိုးမမျှတဲ့ပြစ်ချက်ပေါ့နော်စီလီအချိုးမမျှတဲ့ပြစ်ချက်လို့ပြောရင်တကယ်တမ်းကတော့ ခေါင်းစဉ်ကစီလီချိုးမမျှဘူးလို့လားပြောလိုက်တာတကယ်တမ်းတော့စီလီချိုးမမျှနိုင်တဲ့ပြဿနာတွေအများကြီးပဲရှိနိုင်တယ်။ဥပမာလေကြီးကြီးပိတ်တာမျိုးတွေ MEF စင်ဆာတွေ MAB စင်ဆာတွေမှာပြစ်ချက်ဖြစ်နေတာလေတကားမှာပြစ်ချက်ဖြစ်နေတာမျိုးတွေဒါတွေအားဆိုရင်စီလီချိုးမမျှနိုင်တဲ့ပြဿနာတွေဖြစ်စေနိုင်တယ်။နောက်တစ်ချက်ကအောက်ဆီဂျင်စင်ဆာလို့ခေါ်တဲ့အိတ်ဇောစင်ဆာရဲ့ပြစ်ချက်မျိုးတွေကြောင့်လည်းစီလီချိုးမမျှတဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်။ဒါအပြင် စီဖီတာကြီးပိတ်တာတို့စီပန်ပရက်ရှာကျနေတာတို့အင်ဂျင်တာတွေစီကြတွေမမှန်တာတို့ဒါတွေကလည်းစီလီချိုးမမှန်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်အဲ့တော့လောင်စာစီစီလီချိုးကတချိုး14.9ကိုရအောင် ECU ကနေပြီးတော့တွက်ချက်ပြီးတော့လုပ်ပြီးနေတာလုပ်ပြီးနေတော့ဘဲဘော်ဒီမှာအခြေခံလဲဆိုတော့ဒီ EFI စနစ်ကားတွေမှာဆိုလို့ရှိရင်သက်ဆိုင်ရာစင်ဆာတွေပေါ့ဗျာ water temperature sensor IED တို့ ECD တို့ MEB တို့ MEF တို့ grind sensor kimchi sensor oxygen sensor air pressure sensor တွေအဲနောက်ဒီ short တဲ့ position sensor တွေပေါ့အဲ့ဒီ sensor တွေကလာတဲ့အချက်လက်တွေကို ECU ကတွက်ချက်ပြီးတော့မှမလုပ်ပြီလဲဆိုတော့ integer ကိုခိုင်းပြီးတော့ C ကို ူကတိုင်ပင် guide ပြီးတဲ့စီပမာနာကိုလည်းကွက်တိပေးနိုင်အောင်လုပ်တယ်အဲ့လိုမျိုးပြီးချင်းအဖြစ်ဘာဖြစ်လဲဆိုတော့တချိုး14ဒသမခုံလို့ခေါ်တဲ့တစ်ဆိုတာကလောင်စာစီ1 kg ပေါ့ဗျာတော့သူမဟုတ် gram နဲ့ပြောမယ်ဆိုရင်တစ်ကကြတော့ဒေါင်စာစီ1 gram ဖြစ်မယ်ဆိုရင်14.3ခွန်ဆိုတာကတော့4 14.3 gram ပေါ့ kg နဲ့ဆိုရင်လည်း kg ပေါ့ဗျာเนาะအဲ့လိုမျိုးသူကရောဆက်ရတယ်အဲ့လိုရောဆက်ရင်ဘာဖြစ်လဲဆိုတော့ COH NO ထွက်တဲ့ပမာဏတွေ အ ਨੇ ဆုံးထွက်တယ်60ရာခိုင်နှုန်းလောက်ကိုတန့်ရှင်းပြီးသားဖြစ်တယ်10ရာခိုင်နှုန်းလောက်ပဲကျန်တယ်အဲ့ဒီ10ရာခိုင်နှုန်းကိုကက်လက်တစ်ကွန်ပျူတာကတန့်ဆင်လိုက်မယ်ဆိုလို့ရှိရင်ဒီထွက်လာတဲ့ COEC ရာနှုန်းကြီးပမာဏတွေကတော်တော်လေးကိုရော့ကျသွားမယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်အောင် EFI စနစ်ကလှုပ်ဆောင်ပေးတယ်အဲ့ဒီနေသားမှာ တဆိုင်ရာဆန်းဆန်းတီးတီးရလာတဲ့အချက်လက်တွေမှားယွင်းရင် ECU ကလည်းတွက်ချက်တဲ့အခါမှာမှားယွင်းတယ်မှားယွင်းရင် လောင်စာစီအချိုးတွေကလည်းလွဲသွားတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့လောင်စာစီအချိုးတွေမမှန်တဲ့အတွက်မိဒံခောက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်เนาะဒါကတော့နံပါတ်1အချက်ပါနံပါတ်3အနေနဲ့ကတော့ ignition timing မမှန်တာ ဒီနေ့ရှင်းတယ်ပြမမှန်ဘူးဆိုတော့ဗျာအဓိကကြတာကတော့ဓာတ်ကြီးအင်ဂျင်တွေအတွက်ဆိုလို့ရှိရင်တော့ပလက်တွေစပပလက်ပေါ့နော်စပပလက်တွေမကောင်းတာမျိုးတွေမိကူအားကြတာတို့နောက်ငုတ်တွေတူသွားတာတို့အင်ဂျင်ဝိုင်းတွေဆိုတာတို့ဓာတ်စီတွေအုပ်သွားတာတို့အစားရှိတွေပြပေါ့နော်ကာဗွန်ဂျိုးတွေများနေတာတို့ပေါ့နော်ကာဗွန်ဂျိုးတွေအင်ဂျင်ဝိုင်းအဲကာဗွန်ဂျိုးနဲ့အင်ဂျင်ဝိုင်းနဲ့ရောရောပြီးလို့ရှိရင်စပပလက်မှာငုတ်တွေမှာသွားပြီးတော့ကက်ဂျိုးတွေကက်ပေါ့ဗျာအဲ့လိုမျိုးတွေဖြစ်ပြီးတော့စပပလက်တွေကမိမထွက်တာမျိုးတွေနောက်ပလက်စီတွေမကောင်းလို့စပပလက်နဲ့ဒီအင်ဂလိရှင်းကွိုင်းရဲ့ဂျားထဲမှာ အင်ဂျင်ဝိုင်းကြီးရောက်နေတာမျိုးတွေနောက်တစ်ချက်က ignition coin တွေမကောင်းတာမျိုးတွေပေါ့ဒါကတော်တော်များများကြုံရတယ် ignition timing မမှန်ဘူးလို့ပြောလို့ရှိရင် plat နဲ့ plat coin ပေါ့ spark plat နဲ့ ignition coin တွေကြောင့်အများဆုံးဖြစ်တတ်တယ် ignition coin ကလည်းမီးထွက်အားလည်းကောင်းရမယ် plat ကလည်းသူ့ရဲ့ငုတ်တွေကောင်းကောင်းမွန်မွန်ရှိရမယ်အင်ဂျင်ဝိုင်းတွေဆိုနေလို့လည်းမရဘူးပေါ့နော်နောက်တစ်ချက်က plat C ။များသောအားဖြင့်ကပလက်စီဆိုတာကပလက်စီသီးတဲ့လာတဲ့ကားကြီးလည်းရှိတယ်။တိုက်ပစ္စည်းနဲ့တွဲထားတဲ့ကားကြီးလည်းရှိတယ်။အဲ့တော့ပလက်စီသီးတဲ့မဲဖြစ်ဖြစ်တိုက်ပစ္စည်းနဲ့တွဲထားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့ဒီပလက်စီတွေမကောင်းခဲ့ရင် spare plate နဲ့ ignition coil ရဲ့ဂျာထဲမှာ ignition တွေရောက်ရင် ignition coil ကတော့မီးထွက်တယ်။ဒါပေမဲ့ spare plate ကိုကောင်းကောင်းမရောက်မရောက်ရင် knocking ဖြစ်တယ်ပေါ့နော်။နောက်မီးတန်မီးတန်ခောက်တယ်ပေါ့နော်။ pre ignition တွေ set ignition တွေဖြစ်တယ်ပေါ့ဗျာ။အဲ့လိုမျိုးဖြစ်လို့ရှိရင် ခောက်တံထွက်တယ်အဲ့လိုခောက်တံထွက်လာလို့ရှိရင်သိကြတယ်ဒါဆိုရင်အဆွေယုံနေသည့်သာကြမယ်လီဘာနင်းလောက်ကမပါတဲ့ပြဿနာမျိုးတွေဖြစ်မယ်ဒါကြောင့်ကျွန်တော်တို့က ignition timing နဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ဆေးတဲ့အခါမှာပလက်နဲ့ပလက်ကွိုင်ကိုဦးစားပေးပြီးတော့စစ်ဆေးဖို့အတွက်လိုအပ်ပါတယ်ခါဒီမှာဘယ်လိုကြုံရလဲဆိုတော့ ignition ကွိုင်တွေက ဆန်းနေပေါ့ဗျာသူရဲ့တက်ဆိုင်ရာဆက်တင်နဲ့ဆန်းမိမယ်ကောင်းနေတယ်လို့ပြတာဒါပေမဲ့တကယ်တမ်းကားမှာတက်ဆန်တဲ့အခါမှာမကောင်းတာမျိုးကြီးလဲကြုံရတယ်ဒါကြောင့်ဘယ်ဟာပဲဖြစ်ဖြစ်ပုံဒီကားချက်ဒီကောင်းတယ်မကောင်းဘူးလို့သတ်မှတ်လို့မရဘူးအဲ့တော့ဘာလို့ရလဲဆိုတော့ ignition coin တွေကိုကောင်းနေလို့ယူဆရတဲ့ coin တွေနဲ့လဲဆန်းရတာမျိုးတွေနောက်နံပါတ်1နဲ့2နဲ့3နဲ့တော့အဲ့လိုလဲပြီးတော့ဆန်းရတာမျိုးတွေလောက်ရတယ်ပေါ့နော်အဲ့လိုမျိုးလောက်မှသာအဖြေကပို့ပြီးတော့ တီးကြကြထွက်တာမျိုးတွေဖြစ်တယ်။နောက်တစ်ချက်အနေနဲ့ကဒီဘက်ခေတ် model မြင်လာတဲ့ကားတွေမှာအဲ့ဒီ English coin ကိုမပြီးတော့ဆန်းတာမျိုးဥမာပြတော်တော်များလောက်ကြတယ် English coin ရဲ့အဲဥမာ10နဲ့တို့ပါတို့ဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ engine ကဒီ plug coin ကိုခုတ်လားမခုတ်လားသိကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီ plug coin ကို မလိုက်တယ်ဆိုရင်အင်ဂျင်ကတိတတာတုံသွားတယ်ဒါဆိုတော့အဲ့ဒီ black wine ကအလုံးလုံးသေးတယ်ပေါ့အဲ့လိုပုံစံမျိုးတွေစမ်းကြတယ်အဲ့ဒါကအရင်တော့ကခေအောင်ကားတွေမှာကပြဿနာမရှိဘူးဒါပေမဲ့ဒီဘက်ခေကားတွေမှာဆိုရင်တော့အဲ့လိုမျိုးစမ်းတာကဘာဖြစ်တတ်လဲဆိုတော့ အဲ့ဒီကနေပြီးတော့ high voltage ဖြစ်ပြီးတော့ ECU တွေပျက်စီးတတ်ပါတယ်เนาะအဲ့လိုမျိုးကတော့မဆန်းတာအကောင်းဆုံးမှာ sunlight လို့နောက်ဆက်တွဲနေတဲ့ဒုက္ခတွေပြီးသွားတတ်တယ်ဒါကြောင့်ပေါ့เนาะအဲ့ဒါလေးလည်းမိတ်ဆွေတို့အနေနဲ့သတိထားစီခြင်းပါတယ်ဘယ်လိုပဲဖြစ်ဖြစ်နံပါတ်3ကတော့ ignition timing ဘိုင်းကိုအဓိကထားပြီးတော့စစ်ဆေးရမယ်နံပါတ်4အနေနဲ့ကတော့ carbon deposit ပေါ့ပြောမယ်ဆိုတော့ carbon ဂျိုးတွေများတာပေါ့ဗျာ carbon ဂျိုးများစေနိုင်တဲ့ပစ်ချက်တွေအများကြီးပဲရှိနိုင်တယ်ဒါမျိုး step ဖြုတ်တာလေး carbon ဂျိုးတွေများတယ်နောက်တစ်ချက်က အဲဥမာပေါ့ချက်မီလင်းနေတဲ့အတန်းနဲ့တုံးနေရဆိုရင်လည်းကာဗွန်ယိုးတွေပို့ပြီးတော့တက်စီတယ်။နောက်အင်ဂျက်တာတွေစီကြများတာတွေစီကြမမှန်တာတွေအောက်ဆီဂျင်ဆန်ဆာတွေပြက်နေတဲ့အတန်းနဲ့ဒီတိုင်းမောင်းတာမျိုးတွေကလည်းကာဗွန်ယိုးတွေတက်စီတယ်။နောက် PCB ဘားတွေမကောင်းဆိုလို့ရှိရင်လည်းအင်ဂျွန်ယိုးတွေတက်ပြီးတော့နောက်ဆက်တွဲနေနဲ့မီးတံခောက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့အင်ဂျင်ကျူးနင်းလုပ်စီခြင်းတယ်။အင်ဂျင်ကျူးနင်းကိုကီလို900လောက်မှတစ်ကြိမ်အင်ဂျင်ကျူးနင်းလုပ်ပေးခြင်းအပြင်အဲ့ဒီကာဗွန်ယိုးတွေတန့်စင်သွားရင်မီးတံခောက်တဲ့ပြဿနာလည်းညော့သွားစေနိုင်တာဖြစ်ပါတယ်နော်။ဒါကြောင့်နံပါတ်၄အနေနဲ့ကတော့ ာဗွန်ဂျိုးတွေများနေရင်စေးစီခြင်းနဲ့ကာဗွန်ဂျိုးတွေများတာကလည်းမီးတံခောက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်။နံပါတ်5အနေနဲ့ကတော့ engine overheating ပေါ့။ဒါကတော့ engine heat တက်တယ်ဆိုတော့သိတာတဲ့အချက်ပေါ့ဗျာ။ engine heat တက်ပြီဆိုရင်လည်းလီဗာလည်းကောင်းကောင်းနင်းလို့ရမှာမဟုတ်တော့ဘူး။ RPM လည်းတက်မှာမဟုတ်တော့ဘူး။ဒီလိုနေသားမျိုးဆိုတော့ဒါကတော့သူကမီးတံခောက်တဲ့ပြဿနာအပြင်ကိုတခြားပြဿနာတွေလည်းအများကြီးပဲကြုံတွေ့နေတာဖြစ်တဲ့အတွက်မီးတံခောက်တဲ့ပြဿနာတွေကတော့ပပါလေးဖြစ်သွားပြီလို့ပြောလို့ရတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် မီးတံခေါက်စီနိုင်တဲ့ပြည့်ချက်တွေထဲမှာထည့်သွင်းစဉ်းစားရတဲ့ထဲမှာအင်ဂျင် overheating ဆိုတာကဟိတ်တက်တဲ့အဆင့်ထိမရောက်သေးပင်မဲ့လေဟိတ်တက်ချင်နေပြီဆိုတဲ့အနေထားမှာလည်းမီးတံခေါက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေပါတယ်နော်ဒါကတော့မီးတံထွက်တာပေါ့နော်မီးတံထွက်စီနိုင်တဲ့မီးတံခေါက်စီနိုင်တဲ့လက်ရှိကားတွေမှာအရေးကြီးတဲ့ ပြစ်ချက်၅မျိုးဖြစ်ပါတယ်။ဒါလေးကိုမိတ်ဆွေတို့ကိုမျှဝေပေးတာပါ။နံပါတ်၁အနေနဲ့လောင်စာစီနဲ့ပတ်သက်တဲ့အရေးတွေ၊နံပါတ်၂အနေနဲ့စီလီချိုးမြည်တဲ့ပြဿနာ၊နံပါတ်၃အနေနဲ့ ignition timing မမှန်တဲ့ပြဿနာ၊နံပါတ်၄အနေနဲ့ကာဗွန်ဂျိုးတွေများတဲ့ကာဗွန်ဂျိုးများတဲ့ပြဿနာ၊နံပါတ်၅အနေနဲ့ engine အပူလွန်ခဲ့တဲ့ပြဿနာပေါ့နော်ဒီအချက်၅ချက်ကအင်ဂျင်မီးသံခောက်စီနိုင်တဲ့ပြဿနာတွေအင်ဂျင်ခောက်စီနိုင်တဲ့ပြဿနာတွေကိုအဓိကထားပြီးတော့ဖြစ်စေနိုင်တယ်နောက်တစ်ချက်ကတော့အဲ compression တွေပေါ့ဗျာ compression ကျတာလည်းမီးသံခောက်စီနိုင်ပါတယ်နော် compression ကျရင်ဆွဲယုံမှတည်တည်တာကျသွားတာမျိုးတွေဖြစ်တတ်ပါတယ်နော်ဒါကတော့မီးသံခောက်စီနိုင်တဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့ make sure ကို DVU file လေးနဲ့ဥဒရာပြင်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ